app channel ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဘောလုံးပရိသတ်များအတွက်ဝင်းငွေအကောင်းဆုံးကစားသမား10ဦးအကြောင်းကိုပြပြပေးသွားမှာလည်းဖြစ်ပါတယ်ဒီစင်းရင်းထဲမှာဆိုရင်ဘယ်ကစားသမားတွေကနံပါတ်1နေရာကိုရယူထားလဲကိုအားပေးတဲ့ကစားသမားတွေရောပါလားဆိုတာကြည့်လိုက်ရအောင်နံပါတ်30 Kevin De Bruyne မန်စီးတီးအသင်းမှာကာလကြာရှည်ဖြတ်သန်းခဲ့တဲ့အသင်းခေါင်းဆောင် De Bruyne ရဲ့နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ39သန်းရှိပြီးဝင်ငွေအကောင်းဆုံးကစားသမား10ဦးစင်းရဲ့နံပါတ်30နေရာမှာရှိနေပါတယ်။နံပါတ်9စာဒီယိုမာနီဆော်ဒီကလပ်အနာဆာအသင်းမှာရိုနယ်ဒိုနဲ့တွဲကစားနေတဲ့စီနီဂေါနိုင်ငံသားမာနီရဲ့နှစ်စဉ်ဝင်ငွေဟာလည်းဒေါ်လာ52သန်းရှိပြီးဝင်ငွေအကောင်းဆုံးကစားသမား10ဦးစင်းရဲ့နံပါတ်9နေရာမှာရှိနေပါတယ်။နံပါတ်10မိုဟာမက်ဆာလက်ဒီဘာဘူးတဲ့အဓိကကစားသမားတအုပ်ဖြစ်တဲ့အီဂျစ်နိုင်ငံသားဆာလက်ရဲ့ဝင်ငွေဟာလည်း ဒေါ်လာ53သိန်းရှိပြီးဝင်ငွေအကောင်းဆုံးကစားသမား10ဦးစိန်ရဲ့နံပါတ်8နေရာမှာရှိနေပါတယ်။နံပါတ်9ဗီနီစီယားဂျူနီယာဗီအမထွေအသင်းရဲ့ခြေစဉ်စုအစုဖွဲ့ထဲကတူဖြစ်တဲ့ဘရာဇီးနိုင်ငံသားဗီနီစီယားဂျူနီယာရဲ့နှစ်စဉ်ဝင်ငွေဟာလည်းဒေါ်လာ55သိန်းရှိပြီးဝင်ငွေအကောင်းဆုံးကစားသမား10ဦးစိန်ရဲ့နံပါတ်9နေရာမှာရှိနေပါတယ်။နံပါတ်6အာလင်ဟာလန် မန်စီးတီးအသင်းရဲ့ကိုသွင်းဆက်လုခုဆိုကြရတဲ့တိုက်စင်မှုဟာလန်ဟာလဲညစဉ်ဝင်ငွေဒေါ်လာတန်60ရှိပြီးဝင်ငွေအကောင်းဆုံးကစားသမား10ဦးစင်းရဲ့နံပါတ်6နေရာမှာရှိနေပါတယ်။နံပါတ်5ကိုင်လီအမ်ဘတ်ပီရီအမတ်ထွေအသင်းရဲ့လူငယ်ကျယ်ပွင့်ကိုင်လီအမ်ဘာပီဟာလည်း top 5စီးရင်ထဲကတူဖြစ်ပြီးနှစ်စဉ်ဝင်ငွေဒေါ်လာတန်90ရှိပါတယ်။နံပါတ်6ကာရင်ဘန်စီမာ အခုနှစ်ဆော်ဒီလီမှာချန်ပီယံဖြစ်ခဲ့တဲ့အဲ EDH အတင်းမှာကစားနေတဲ့ပြည်သက်တိုက်စင်မူကြီးရဲ့နှစ်စဉ်ဝင်ငွေဟာလဲဒေါ်လာ104သန်းတိရှိပြီးစတုထဝင်ငွေအကောင်းဆုံးကစားသမတ်တူလည်းဖြစ်ပါတယ်။နံပါတ်3ဂျာနီပါဆော်ဒီကလပ်အဲဟီရာအတင်းရဲ့ကစားသမားဟောင်းနေမှာဟာလက်ရှိဘရာဇီးကလပ်စန်တို့အတင်းမှာကစားနေပေမဲ့သူရဲ့နှစ်စဉ်ဝင်ငွေဟာဒေါ်လာတန်130တိရှိနေပြီးတတိယဝင်ငွေအကောင်းဆုံးကစားသမတ်တူလည်းဖြစ်ပါတယ်။ ခမန်းနဲ့လီယိုနယ်မက်ဆီဒေးဗစ်ပကန်ပူတွဲပိုင်ဆိုင်တဲ့အင်တာမိုင်အမီတင်းမှာကစားနေတဲ့ကော့ဖ်တူဖြစ်တဲ့မက်ဆီရဲ့နှစ်စဉ်ဝင်ငွေဟာလည်းဒေါ်လာ135တန်းရှိပြီးဒုတိယဝင်ငွေအကောင်းဆုံးကစားသမားဖြစ်ပါတယ်။နံပါတ်1ခရစ္စတီယန်ရိုနယ်ဒို Sorry ကလပ်အနာစာတင်းရဲ့အသင်းခေါင်းဆောင် ကော့ဖ်တူဖြစ်တဲ့ရိုနယ်ဒိုရဲ့ နှစ်စဉ်ဝင်ငွေဟာလည်းဒေါ်လာ285တန်းရှိပြီးစင်ရဲ့ထိတ်ဆုံးနေရာမှာရှိနေပါတယ်အခုဖော်ပြပါကစားသမားများဟာ2025ခုနှစ်အတွက် Ford မှာထုတ်ပြန်ခဲ့တဲ့ဝင်ငွေအကောင်းဆုံးဘလုံးသမား7ဦးဖြစ်ပြီးတူးချင်းစီရဲ့လာဇာနဲ့ ပြင်ပဝင်ငွေများပေါ်အခြေခံပြီးတော့တက်ချက်ထားတယ်လို့လည်းသိရပါဗျ။အခုလိုစိတ်ဝင်စားစရာအားကစားအကြောင်းအရာတွေနဲ့အစီအစဉ်တွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နဲ့ follow လုပ်ခဲ့ပေးကြပါဦး။